use ကားတစ်စီးဝယ်မယ်ဆိုရင်ဘာတွေသိဖို့လိုတယ်လို့ထည့်တယ်။ရိုးစစ်အတိုက်ခိုက်ကောင်းလားမကောင်းဘူးလားကားကောင်းလားမကောင်းဘူးလားအော်စေးဟုတ်လားမဟုတ်ဘူးလား ။အာပြီးတော့အုံနာဖို့တေမှန်လားမိဒူပါလား။အော်ဆက်ရမယ့်အချက်ဒီအများကြီးရှိတယ်။အဲ့ဒီအချက်ဒီအများကြီးကိုပိုင်ပိုင်နိုင်နိုင်စစ်နိုင်ပြီဆိုမှ use car ကိုဝယ်ဖို့စဉ်းစားဖို့ကျွန်တော်အကြံပေးပြပြီ။မိတ်ဆွေတယောက်ကကျွန်တော် use car တစ်စီးဝယ်ဖို့တဲ့အစီအစောင်းနဲ့အဲ့မင်း license ပေးမလားဆိုတော့အဲ့လိုမစစ်တတ်ဘူးလို့ကျွန်တော်အဲ့ဒါကြီးကျွန်တော်မလုပ်တတ်ဘူးလို့အဲ့ဒါင်းဘယ်သူလုပ်တတ်လဲ။တရားရောက် recommendation ပေးပါအောင်ဆိုတော့အဲ့ကျွန်တော်တကယ်ချင်းတယောက်ရှိတယ်။ TZ car vlog ဆိုပြီးတော့သူက content တွေလည်းရိုက်တယ်။ဒီကားနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေလည်းပေးတာဖြစ်နေတော့သူ့စီကိုကျွန်တော်သွားလိုက်ပါမယ်။တို့ရော โอเคအခုဒါကတော့ TZ Car Vlog ရဲ့ founder ဖြစ်တဲ့ကိုသားဆိုးပဲဖြစ်ပါတယ် bro မင်္ဂလာပါဟုတ်မင်္ဂလာပါကိုစီတူကဲအဲ့တော့ bro ဗီဒီယိုတွေဆိုရင်ကျွန်တော်လဲကြည့်ရတယ်ပေါ့နော်ကြည့်ရတယ်ဆိုစောင့်ကြည့်ရတယ်ထဲမှာပါတခါလေကြာရင်တော့ bro ကဗီဒီယိုတွေတင်လိုက်ခဏလေးကြောက်ပျောက်သွားလိုက်ပြီးပြန်တင်လိုက်ဆိုတော့စောင့်စောင့်ကြည့်ရတယ်ထဲမှာသူ့ content တွေပါတယ်ဘာကြောင့်ကြည့်ရတာလဲဆိုတော့ကျွန်တော်ခုနကပြောခဲ့သလိုပဲ तू ကကျွန်တော်မပြောနိုင်တာတွေကျွန်တော်မမြင်ရတဲ့ site တွေပေါ့နော်အဲ့ဒါတွေကို content တွေသူလောက်တာတွေကျွန်တော်တွေ့ရတယ်အဲ့တော့ bro ကျွန်တော်မေးချင်တာဘာကြောင့်ဒီ content တွေလုတ်ဖြစ်တာလဲ ဲ့ဒါဒီနေနဲ့ share ပေါ့အဲဘာလို့ရိုက်ဖြစ်လဲဆိုတော့ပထမဆုံးစဉ်းစားတော့ကျွန်တော်အချက်နှစ်ချက်ရှိတယ်ပေါ့နော်ပထမချက်ကတော့ဒါကိုစီသူတို့အကြောင်းလည်းပါတယ်ဘာလို့လဲဆိုတော့ကိုစီတို့ blog တွေကိုကျွန်တော်ကြည့်ပြီးတော့ဟာအကားနဲ့ပတ်သက်အဲ့လိုမျိုးပြောတာမိုက်တယ်ပေါ့ဗျာကျွန်တော်လည်းပြောကျင်တယ်ပေါ့အဲ့လိုမျိုးကနေစဉ်းစားပြီးတော့ကျွန်တော်ကကြတော့ဒီ ကားနဲ့ပတ်သက်ပြီးပဲဟာတလေးတွေပါရောထည့်ပြီးတော့ကျွန်တော်ရိုက်မယ်ပေါ့အဲရိုက်မယ်ဆိုလို့မျိုးရိုက်လိုက်တာမှာကျွန်တော်ဆက်ဆက်ရဲ့ကျွန်တော်ကဆိုတာကိုတချုံတို့နဲ့ကိုတချုံတို့နဲ့ကျွန်တော်ဗီဒီယိုဟွာလောက်ရှိမယ် vlog ၅ခုစာလောက်ရှိမယ်ကျွန်တော်အဲအဲရိုက်တယ်ရိုက်ပြီးတော့နောက်ပိုင်းကျွန်တော်ကရိုက်နေရင်လည်းဗာစဉ်းစားမိလဲဆိုတော့ဒါကျွန်တော်ကားလုပ်ငန်းစလုပ်တုန်းကဆိုလို့ရှိရင်ကျွန်တော်ဆိုလဲဒီဂျင်းထဲခံရတာပဲကြုံဘူးတယ်ကိုတိုင်းကြုံဘူးတယ်ကြုံဘူးရဲ့ဆိုတော့တကယ်လုံးဝမသိသေးတဲ့အပြင်လူတွေအိမ်စည်းသမားစစ်စစ်တွေကိုဒီကားလော့ကမှာတချို့ ကားလော့ကမှာဗျာကျွန်တော်တို့ဒီကိုစီတို့ EV မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ JDN ဘတ်အချမ်းဆိုလို့ရှိရင် blog ဒီကား review ရိုက်တဲ့လူတွေရှိတယ်ဟုတ်အဘိကြတော့အဲ့ရှိတဲ့ဟာမှာတချို့ကကြတော့ knowledge sharing တည်တံ့ပြောရလူရှိတယ်တချို့ကြအဲ့လိုမှာကျွန်တော်ကဟိုကာလိုက်ကြည့်ပေးပါတယ်ဘာညာဆိုပြောရလူတွေလည်းရှိတယ်နောက် young vlog ကြည့်ပဲတည်တံ့ရိုက်တဲ့လူလည်းရှိတယ်ကျွန်တော်အဲ့လိုမျိုးလည်းတိတ်မတူချင်းဘူးမတူချင်းဆိုတော့အဲ့လိုစဉ်းစားစဉ်းစားရင်းနဲ့မှဟိုကာလော့ကမှာ vlog ပြိုက်တဲ့လူတွေအများကြီးရှိရဆိုပေမဲ့လည်းကာလော့ကတဲက ဒီကျွန်တော်ပြီးခဲ့တစ်ခေါက်တော့တင်လာလို့အမောင်ပတ်အချမ်းပေါ့ဗျာဂျင်းတဲ့တဲ့ကိစ္စတော့အဲဂျင်းတဲ့ကိစ္စတော့နောက်ပြီးကြတော့အဲ့လိုမျိုးတိတ်လိုက်တဲ့ကိစ္စကိုဘာလို့ပြောတဲ့လူကြောင်မရှိသလောက်နဲတယ်ဟို မရှိတဲ့လောက်နေရမဟုတ်ဘူး။ရရှိကိုမရှိတာပါ။ဟောအဲ့လိုမျိုးဆိုတော့ကျွန်တော်အဲ့ဒါလေးကိုလည်းတကယ်အပြင်လူတွေအင်စီသမားတွေကိုသိစေချင်တယ်။သိစေချင်တယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးလေးတွေလည်းဟိုပြောမယ်ဆိုပြီးတော့စပြီးတော့ဟာတလေးကိုကျွန်တော်နည်းနည်းရှော့လိုက်တယ်။ရှော့ပြီးတော့နောက်ပိုင်းအဲ့လိုမျိုးတကယ်အပြင်ကလောကမှာဖြစ်ပျက်နေ reality လေးတွေကိုကျွန်တော်ပြောမယ်ဆိုပြီးတော့ရိုက်ရိုက်ရိုက်ရရင်လည်းအခုလိုမျိုးဇက်တိုက်ဆက်ပြီးတော့ရိုက်ဖြစ်နေတာပေါ့။ကဲအဲ့တော့ခုနကပြောရတယ်မှာပါ။ဂျင်းတဲ့ခံလိုက်ရတာ။အဲ့တော့ဘူးရင်ပြောကျွန်တော်ရင်ပြောပြ။ကျွန်တော်မှတ်မိတယ်ကျွန်တော်ဂျင်းတဲ့ခံရတယ်ပဲပြောပြောဘယ်လိုပဲပြောပြောပါတော့ကျွန်တော်အသက်ဆက် ခုနှစ်28နှစ်လောက်ပေါ့ကျွန်တော်ဖက်စီးရလောက်ကအဲ့တော့အေးကကားဝယ်ပေးမယ်ဆိုတော့ကျွန်တော်ကဘတ်ဂျက်ကလည်းအဲ့တော့ကျွန်တော်120လားပဲပေးတာအာအဲ့တရား20ကတကယ်တော့ဘာဝယ်လို့ရလဲဆိုတော့160လောက်ဆိုရင်ကျွန်တော်စူပါဆလုံးအပြားလေးဝယ်လို့ရအပြားလေးတွေဟာအဲပပတော့တို့အရို့ဗျာဒီအရို့လေးဝယ်လို့ရဒါပေမဲ့ကျွန်တော်လည်းအဲ့အမျိုးလည်းမစည်းခြင်းဘူးမစည်းခြင်းအဲ့လူငယ်အဲ့ကျွန်တော်က28နှစ်ဆိုတော့အရန်ကြွနေတဲ့အချိန်ဆိုတော့ဗျာဒီကကျွန်တော်မြေချစ်ကားတွေပါစည်းခြင်းစည်းခြင်းတော့ရှာရဘူးဘာသွားတွေ့လဲဆိုတော့ Suzuki Jeep တစ်စီးသွားတွေ့ မန်ယူရယ်ပဲညာတိုင်းမန်ယူရယ်ပေါ့နော်အဲ့တော့ကျွန်တော်ကယောဂမတရားတက်ပါဘူးအဲ့ဈေးကလည်း135လား130လားအဲ့လောက်ပဲအဲ့လောက်ပဲအဲ့ဆိုတော့ AirPay ရဲ့ budget เนี่ยလည်းတိတ်တ်မလို့မလို့အဲ့ quality ပဲဆိုတော့မရတော့ယောဂမတရားတက်ဝယ်တယ်ဝယ်မယ်ဆိုပြီးတော့လုံတော့အဲ့မှာအဲ့ပွဲသားပေါ့နော်ပွဲသားတယောက်ပြောတဲ့စကားဆိုဒီနေ့ဒီမှတ်မိလို့ပဲဘာပြောရလဲဆိုဒီနေ့ဒီကအရေးရှာအာမင်းမြန်မာနိုင်ငံမှာအလုံးစုံရှိရင်၃၄သိန်းပဲရှိတာ ။ဗျာ။တုံးလေးကြီးပဲ။ရှေ့ကဝင်းရရှေ့မှာဝင်းနေလို့ဝင်းမှာပါတယ်ဟာ။ဝင်းမှာစင်လာပြီးသားအဲ့ဝင်းကြီးပဲမင်း၅သိန်းလောက်တန်။ဟာဂျောကအရန်တက်သွားပြီဗျာ။တက်သွားတဲ့အချိန်အပြင်ကိုသူကဘာထပ်ပြောလဲဆိုတော့အပိုပစ္စည်းလည်းအရန်ပေါ်တာ။ထိုင်းမှာ။ထိုင်းမှာ။ဒီမှာတော့မဟုတ်ဘူး။ဝယ်ရင်သွားဝယ်။ ဒီနေ့တွေ့ဒီနေ့တခါဝယ်လိုက်ပျော်တာပျော်ပြီးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကားအောက်လည်းငုံမကြည့်ဘူးကျွန်တော်ဘာမှမကြည့်ဘူးဒါပေမဲ့တိတ်ကဘာဖြစ်လဲအိုက်ကားလည်းကျွန်တော်အမိနဲ့ကျွန်တော်လည်းဘယ်လိုသွားဆိုပြီးသွားမယ်ဆိုပြီးဒိုးပါတော့သားမိမြောက်စားတော့နေချင်းကြံဆိုပြီးဒိုးပါတာကျွန်တော်အဖေကပြည်စာတိဆိုပြီးနေချင်းကြံဒိုးမယ်ဆိုပြီးတော့ဒိုးပါဒိုးပါမပြောင်းနိုင်ကားရင်နာလို့တောင်းလျှောက်ခုံတာအဲ့လိုတွေကလည်းရှိရဲ့အဲ့လိုတွေပေါ့ပြီးတော့ကားရေးနေယူရေးနေယူဟာ အဲ့တော့အဲ့တော့ဒါကတော့ကျွန်တော်လည်းခံခဲ့ရတဲ့ကိစ္စပေါ့ဘလို့ပေါ့တို့အတွေ့အကြုံလေးလည်း share ပါဟုတ်ရှိတယ်ကျွန်တော်လည်းကိုစီသူတို့လိုပဲဂျင်းနဲ့ခံရတယ် ဘလို့ခန်းလဲဆိုကျွန်တော်ကြတော့ဗျာပွင့်လင်းပြောရင်ကားနဲ့ပတ်သက်ပြီးဟာဟိုကြောတော့နောက်ခံနေပါလေမရှိဘူးဟိုခိုးငငယ်ကျင်လေတော့ကျွန်တော်တော်ကတော့ကားလုပ်ငန်းလုပ်တာဒါပေမဲ့ကားလုပ်ငန်းဆိုတာအယောင်းဝယ်မဟုတ်သူကတိုးတိုးလုပ်တာဆိုကားနဲ့ကတော့ရင်းနေတယ်ရင်းနေတယ်ကားကိုလည်းကျွန်တော်မောင်းတက်တာ၈တန်းလောက်ခရေ၈တန်း၉တန်းလောက်ခရေကျွန်တော်မောင်းတက်တယ်လမ်းမပေါ်တော့တက်မမောင်းဘူးဗျာအိမ်မှာအပြင်ထုတ်ဒီခြံထဲမှာဟိုရွှေဒီရွှေအဲအဲ့လိုလေးပေါ့အဲ့လိုမျိုးလေးကမောင်းတက်တယ် ်မောင်းတက်တယ်အဲ့လောက်ပဲရှိတယ်တကယ်တမ်းလုံမယ်ဟေ့ဆိုတော့ကို့မှာပတ်စံမရှိဘူးအိမ်ကလည်းအဲ့လောက်ထိရော့နေတစည်းစာဆိုပြီးတော့မထုတ်ပေးနိုင်ဘူးမပေးနိုင်ဆိုတော့ကျွန်တော်ကဘာလို့လဲကျွန်တော်ကကျွန်တော်အဲ့ဒီတော့ကစုထားတဲ့ပတ်စံတိန်း20ရှိတယ်တိန်း20နဲ့အိမ်အိမ်ကနေကျွန်တော်ကချီးလိုက်တာချီးပြီးတော့စပြီးတော့လှုပ်တယ်ထားပါတော့အသေးစိတ်ပြောတော့အရင်ရှည်ထွက်သွားမှာဆိုလို့အဲ့လိုမျိုးလုပ်နေအဲ့လိုစလှုပ်တော့ဆိုလို့ကျင်တဲ့ခံရတယ်ဘယ်လိုခံရလဲဆိုတော့ဟိုကိုရီးယားကားကြောင်းကိုမောင်းတက်တာလွန်ဘာမှထွေထူးမသိဘူးဈေးတွေကကုန်တယ်ဥမာဆိုကြတော့150ရောင်းလို့ရတယ်ကားကိုကျွန်တော်160လောက်နဲ့ရောင်းတယ် အဲကိုရီးယားလည်းမသိဘူးဗောတည်ရမလားကာကြီးကြည့်ပြီးတော့ကောင်းတယ်ဗာညာဆိုပြီးမှချာပြီးရင်ဩသူကကွက်160ရောင်းဝယ်ရောင်းဆိုဗျာ180လောက်ပြန်တင်ပြီးရောင်းတယ်လုံးဝမထွက်ဘူးဘသူမှလည်းမမေးဘူးနောက်မှလိုက်ဆောင်တဲ့လိုက်ဆောင်တဲ့မေးမင်းနဲ့မင်းကအဲ့လောက်မှမတန်တာ150လောက်ပဲတန်တာသိရမလားအဲ့တော့ကွာအဆုံးခံပြီးတော့ကြာလာပြီးဆိုဗျာမခံနိုင်တော့ဘူးလေဟိုပြန်ရောင်းကျင်နေပြီးတော့ရှုံးပလိတ်စီရောင်းပညာကိုပြောရမယ်ဆိုလို့ရှိရင်ကြတော့ဗျာဟို လုံးလုံးတက်ကော experience ကိုနောက်ပြီးကြတော့ဟိုအတွေ့အကြုံနဲ့ယူရတဲ့သဘောမျိုးဖြစ်သွားတာပေါ့ဝင်နဲ့ဝယ်လိုက်ရတဲ့ဝင်လဲဝယ်လိုက်ရတဲ့သဘောမျိုးဖြစ်သွားတာပေါ့အဲ့အဲ့နဲ့တစည်းဒါပြီးသွားပြီအဲနောက်တစည်းထက်လို့အဲ့ဒီအတိုင်းပဲသိမှမသိသေးတာအဲ့လိုအဲ့လိုမျိုးဟို ကြုံတယ်ဗျာဒါထားပေါ့နှစ်ချီပြီးတော့ကြုံတယ်နှစ်နှစ်သုံးတယ်ဒါပေမဲ့အဲ့မှာမှာတခုချက်ကျွန်တော်ကဟိုတခုရှိတာကဆရာကောင်းနဲ့တော့တွေ့ပါတယ်ကျွန်တော်စပြီးတော့ဟိုလောက်ခဲ့တဲ့ကိုကဒါကျွန်တော်ဟိုကားပညာနဲ့ပတ်သက်ပြီးအပြေဟိုပေးအများဆုံးပေးတဲ့လူတွေပါလေဆိုလို့ရှိရင်ကျွန်တော်ကတခုသွားကောက်နာပါလေဆိုသူတို့ကကား အဆုံလုံးဝမကင်တဲ့လူအထီးအခိုက်အတိုက်ခိုက်ပန်လုံးဝမဝယ်တဲ့လူညာသူတို့နဲ့ကျွန်တော်သွားတွေ့တယ်သွားတွေ့တော့ကျွန်တော်ကအဲ့ကာဆဝယ်ကလေးဟိုကကျွန်တော်ကအဲ့ခုနကမှမလဲတခုကျွန်တော်ကန်ကောင်းတာပြောပြမယ်နော်ကျွန်တော်အဲ့လိုဈေးကြီးပေးပြီးဝယ်တယ်ပါညာမှာဈေးသာများဝါတာကျွန်တော်ဝယ်ကအကုန်လုံးကောင်းတယ်အဲ့တုန်းကဒါကျွန်တော်ကြည့်တတ်လို့မဟုတ်ဘူးသူကသူကန်ဟိုကနည်းနည်းလေးပါလာပြီးတော့ကားကြီးကောင်းတယ်ကျွန်တော်ဈေးလေးနည်းနည်းလျှော့ရောင်းပြီးကားကြီးတက်တဲ့လူလာချင်းတခါလေးဝယ်ဝယ်ဝါတယ် အဲ့တကူကတော့စောက်ဝယ်ကြကန်လေးတစ်ခက်ချက်ပါတာပေါ့နော်အဲ့ဒါနဲ့တွားတွေ့တဲ့လူကလည်းဟိုတကယ်ကားကောင်းကြီးပဲလုပ်တဲ့လူနဲ့ကျွန်တော်တွားတွေ့တယ်တွားတွေ့တော့ကျွန်တော်ကားကြီးရဲ့ပညာကလည်းသူတို့စီကနေတတော်ကြီးကိုရတယ်သူတို့ကိုနိုင်ကိုကလည်းကားကြီးအာမတကယ်ဆရာကြတဲ့လူတွေပေါ့သူနဲ့တွားတွေ့ပြီးတော့ကျွန်တော်ဒီကားလော့ကတွေကိုရောက်လာပြီးတော့အခုလက်ရှိရေရှည်လောက်ကင်နေဖြစ်တာပေါ့ဟုတ်ဟုတ်ဟုတ်ကဲ့နောက်တစ်ခုပေါ့နော်ကျွန်တော်တို့အဲကားအစ်စ်ဝင်တော့တိတ်အငင်းပွားနေရမရှိဘူးမြန်မာနေနေကဒီဈေးပဲဒီဈေးပဲအကျန်းကျန်းဒီဈေးပဲပေါ့ဟုတ်ပါလေနည်းနည်းပေါ့ဆိုတော့ကားဟောင်းဝယ်အချိန်မှာ ကွန်ဒီရှင်ပေါ်လဲမူတည်တယ်မူတည်တယ်ကားရဲ့အယိုးစစ်အတိုက်ခိုက်ပေါ်လဲမူတည်တယ်အရှုပ်ရှင်းပေါ်လဲမူတည်တယ်ပြီးတော့အနီနက်ပေါ်လဲမူတည်တယ်အုံနာဘုံမိတ်တူလဲရှိတယ်ရှိတယ်နော်ကိစ္စရဲ့တရားတော့အများကြီးပေါ့အများကြီးပဲအဲ့တော့အဲ့အခြေအနေပေါ်မူတည်ပြီးတော့တခါလေကျရင်ရောင်းသေးဝယ်စီကွာတဲ့ကိစ္စတွေမှာဘလို့ဘလို့တွေအမြင်ရှိလဲနည်းနည်းလောက်ပါ ရှင်းပါဟာဟောအဲ့ဒါလေးကကောင်းတယ်ကျော်လည်းပြောချင်နေတာအဲ့ဘလို့အဲ့ဒီမှာကျွန်တော် site နဲ့ site ရှိတယ်ကိုရဲ့ဟုတ်ပြီဟုတ် site နဲ့ site ရှိတယ်ကျွန်တော်ဝယ်ရောင်း site ကနေအရင်ပြောလိုက်မယ်ဟုတ်ပြီဝယ်ရောင်း site ဟုတ်ဝယ်ရောင်း site ကနေကကျွန်တော်ကကားတစ်စီးကိုဝယ်မယ်ဆိုလို့ရှင်ဆိုကြပါဦး3900တန်တဲ့ကောင်ကျွန်တော်က3900ပေးဝယ်လို့မရဘူးမရဘူးဘာလို့လဲဆိုတော့ကျွန်တော်ကဒီကောက်ကိုပြန်ရောင်းมาဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဆိုကြတော့650တော်လည်းကောင်660တော်လည်းကောင်သူ့ရဲ့ကားကွန်နက်ရှင်သူ့ရဲ့လုတ်ချက်လုတ်ကွက်ပေါ်မူတည်ပြီးတော့ပါဗျာသူ့လုတ်ကွက်ဘယ်လောက်ရှိလဲ သိန်း90ခုရှိတယ်လုတ်ထားပါဥပမာပေါ့နော်ကားရဲ့လုတ်ချက်ကသိန်း90ခုရှိရင်ကျွန်တော်က3.80ခုလောက်တော့စစ်မှောက်ရမယ်အင်းအဲ့လိုမျိုးစစ်ပြီးတော့မှကျွန်တော်က90ခုလောက်ပြင်ပြင်ပြီးတော့မှကျွန်တော်တို့ရဲ့20ခုလောက်ကိုကျွန်တော်တို့ကဟိုဖြစ်တယ်ယူတယ်အဲ့ဒါတော့ဝယ်ရောင်းဆိုင်ကနေပြီးတော့တွေးတာအဲစီးသမားဆိုင်ကနေပြီးတော့တွေးမယ်ဆိုလို့ရှိရင်သူတို့ကသူတို့ကာကိုဈေးကုန်လိုချင်တယ်ဆိုလို့ရှိရင်ဝယ်ရောင်းအောင်မရောင်းနဲ့ အဲအပြင်စီးသမားကိုပဲရောင်းအပြင်စီးသမားကိုပဲရောင်းတဲ့အချိန်မှာတခုလို့ရှိရင်သူတို့က solid ဖြစ်နေဖို့တော့လိုတယ်ကားမှာအကြည့်လွတ်နေရမယ်အဲအမှတချို့ကကြတော့သူတို့ကောက်လိုချင်တာအပြင်စီးသမားဈေးကုန်ဒါပေမဲ့သူတို့ကားကြတော့လှုပ်ချက်တွေအများကြီးပါတယ်ကြောက်ကြနေကြဗျာမင်းကလေးစီးတစ်လက်ကအဲအဲ့လိုတွေသွားကြည့်လိုက်စုတ်ပြတ်တတ်နေတာပဲတလားဟိုလှုပ်ချက်တွေလည်းပါတယ်ဗျာသူတို့ကား connection သူတို့အသိကြမသိဘူးဗျာအဲ့လိုမျိုးကြရင်ခုနပြောသလိုမျိုးပေါ့အဲ့လိုမျိုးကြလို့ရှိရင်က သူသူတို့တေးကြတယ်အပြင်လူလဲရောင်းလို့မရဘူးအဲ့ကျန်သူတို့ကပိုက်ရောင်းပါအတည့်မလားဟိုအဲ့ကရလဲနေရောနောက်ဆုံးရောင်းလို့မရဘူးဘာဖြစ်လဲကျွန်တော်တို့စီကိုရောက်လာကျွန်တော်စီမှာမဟုတ်ဘူးဗျာအဲ့လိုရောင်းဒီလိုမျိုးကျွန်တော်လက်ခံတဲ့လူရောင်းပေးတဲ့လူပေါ့ဗျာအဲ့လိုရောက်လာရောက်လာပြီးရင်ဘလောက်လိုချင်လဲဈေးကမလျှော့သေးဘူးအဲ့လိုမျိုးကျရင်ကျွန်တော်တို့ရောင်းပေးလို့မရဘူးဒါပုံမှန်ဟွာတမတမနဲ့လုတ်တဲ့အချာအရာတခုကိုကျွန်တော်ပြောပြတာပေါ့နော် ခုနောက်အဲ့ဒီမှာမှတခုရှိတာကျွန်တော် ဂျင်းထဲတဲ့ကောင်တွေရှိတယ်ဗျာအဲအဲ့လိုကောင်တွေကြတော့ကားရောင်းသွားရတယ်ဆိုသူတို့ကမေးတယ်ဝယ်ရောင်းနေရပါတော့မေးတယ်ကားရောင်းမလားဝယ်မလားရောင်းမယ်ဆိုလို့ရှိရင်အာဒီချိန်ကဈေးကျနေပြီအဲ့ဒီမှလားလုံးဝဘယ်သူမှအဝယ်မရှိဘူးပါညာအဲ့လိုပြောတဲ့ကောင်တွေလည်းရှိတယ်အဲဝယ်ဝယ်ဖို့ကျွန်တော်ကားဝယ်ဖို့ပါကျွန်တော်ကားဝယ်ဖို့ပါဆိုဟာကားဝယ်မယ်ဒီချိန်ဆိုတော့ဘယ်လောက်သုံးမှရမယ်အဲဈေးဘယ်6ရောက်အောင်မှကားမရှိ9ရောက်အောင်မှကားမရှိဘူးအဲ့လိုမျိုးဟိုဟာဖြစ်တဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲခုနကကိုစီသူမေးတဲ့မိကုံးကိုကျွန်တော်ပြန်ပြီးတော့ဟိုဟာဖြစ်ရမယ်ဆိုလို့ရှင်ဟာဒီဘလို့အဲ့လိုဂျင်းတဲ့ကိစ္စပဲ ဘယ်လိုမြင်လဲဆိုတော့ကျင်းလေးပဲကာလောကမှာဂျင်းထဲတဲ့កောင်လည်းရှိတယ်တကယ်မှန်မှန်ကန်ကန်လှုပ်ရှားတဲ့လူလည်းရှိတယ်အဲအဲ့မှာကိုကမှန်မှန်ကန်ကန်ဟိုလှုပ်ရှားတဲ့လူနဲ့တွေ့မယ်ဆိုလို့ရှိရင်တော့အဲ့ဒီလူပြောတဲ့စကားကိုခုနကကျွန်တော်ပြောသလိုမျိုးပေါ့ဒီသူ့ကားရဲ့တန်ရတန်ကြီးကိုပဲရောင်းမဲ့လူကဖျက်ဖျက်ပြီးတော့အဲ့လူမျိုးနဲ့ရောင်းအဲ့ဒါစိတ်ချမ်းသာလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့ဂျင်းထဲကောင်နဲ့သွားတွေ့လို့ရှင်ရသူလည်းရောင်းလဲထွက်မှာမဟုတ်ဘူးစိတ်လဲစင်ရရမယ်နောက်ကိုကားကွန်နက်ရှင်အမှန်ကိုလည်းရောင်းမဲ့ဆိုလို့ရှင်တေချာတိဖို့လိုတာပေါ့နော်ကိုက ီကား900တန်းနဲ့ဆို900နဲ့ပေးလို့ရလောက်မယ်အကြည့်လို့ခုနကကိုစီပြောလို့အကြည့်လို့ connection ရှိနေရမယ်အဲ့လိုမျိုးလေးရောင်းပေးပေါ့ကျွန်တော်ကတော့အယောင်းဝယ်ကိုလက်ရှိမြင်တာတော့အဲ့လိုမျိုးလေးမြင်တချို့ကကြောက်ကိုက connection ကိုမသိပဲလိုချင်တာဈေးကိုကားကြီးကယော့နေတယ်အဲ့လိုဆိုရင်ရောင်းထွက်မှာမဟုတ်ဘူးကျွန်တော်လည်းမရောင်းပေးတော့ကျွန်တော်လည်းမှော့စရာမဟုတ်ဘူးအဲ့ဒါလေးကြောင့်မို့လို့သူ့ဒီဗီဒီယိုလေးကျွန်တော်အကြည့်ကြည့်ပြရတာပေါ့နော်ဒါအဲ့တော့သူပြောတဲ့ဟာကိုကျွန်တော်အနည်းချုပ်ပြီးပြန်ပြောရမယ်ဆိုရင် site က2 site ရှိတယ်ဝယ်ရောင်း site ကိုကားကိုပေးလိုက်မယ်ဆိုရင်သူ့အတွက်ကလည်းထိုက်တဲ့အချိုးအမြတ်တစ်ခု ထိုက်တဲ့နဲ့ပြင်ဆင်မှုတွေသူလောက်ရတယ်။ဥမာဆိုပါစို့ကားတန်ဘောက3800တကယ်ရောင်းရတာ800။အဲသူပြန်မှ20ဘူးလောက်သူအတွက်ကအမြတ်က20 30လောက်စသည်ဖြင့်ဒီလိုမျိုးလေးခွာပြီးတော့650နဲ့သူကပိုင်ရှင်ကိုပေးလိုက်ပေးလိုက်အဲဆိုရင်ပိုင်ရှင်ကလည်းပွင့်လင်းကြတော့လုံးမရှုပ်တော့မရှုပ်တော့ဟုတ်တယ်မလားကားပြင်ပြန်ရှိရမဲမဲပြင်လိုက်တော့ပြင်လိုက်တော့မဲမဲကားဆောက်ပြီးတော့အင်ယူဇာကိုရောင်းတဲ့ကိစ္စလည်းမဲမဲဝယ်အောင်နှက်ဆက်လုပ်လိုက်တော့အဲသဘောကအဲ့လိုမျိုးအဲ့လိုမျိုးကတော့ဖြစ်ရအဲ့ဒါဒါဝယ်အောင်စိုက်ပြီးရင်ကားပိုင်ရှင်ရဲ့ site ဆိုလို့ရှိရင်လည်းဟုတ်တယ်ကျွန်တော်တို့လည်းငယ်ငယ်တော့အဲ့တိုင်းပဲဟာကားတွေကရောင်းရတော့ ဈေးအဆုံးလိုချင်လိုချင်တယ်ကိုကားကွာကျွန်တော်ရေးလဲမစေးဘူးကျွန်တော်ကအင်ဂျင်ကလည်းကျွန်တော်တစ်ခါမှလည်းမစေးဘူးဆိုတော့ဒါပေမဲ့လိုချင်တာတော့ဈေးကိုနေကုန်လိုချင်တာကျွန်တော်အဲကြတော့ဝယ်အောင်သွားပေးရင်လည်းဘလို့မှအဆင်မပြေဟုတ်အဲကျွန်တော်လည်းအဲ့ကိစ္စကလည်းတကယ်အတွေ့အကြုံရှိဘူးလေအဲ့တုန်းကမမရရ Mac X လာမသိတစည်းကအဲ့တိုင်းပဲကျောလိုက်တယ်အကြာကြီးပဲအဲ့ကဘာလို့လဲဆိုတော့အဲ့လိုပေါ့ကျွန်တော်ကနေကုန်လိုချင်တာစီးရတယ်3 0လို့ ော်ပွဲပြီးတော့ပြီးအမဲရောင်ရသေးလားမဲရောင်မှာမမမရအဲ့ကားနံပါတ်က၄ဆ၄ဆုံးကားနံပါတ်က၄ဆုံးတော့ဒီလည်းမသိ၄ဆ၄ဆုံးဆိုတော့ဘလုံးမရောင်းလို့မရဘူးမရဘူးပဲရမယ်ခေါ်တဲ့ဇီးကလည်းဘိုးဘောမှာခေါ်တာရတယ်အဲခေါ်တဲ့ဇီးကလည်းဘိုးဘောမှာခေါ်တာဖြစ်တယ်နောက်ဆုံးကျွန်တော်လည်းအဲ့လိုပဲ၄လလား၆လလားရောင်းမယ်လို့ဆုံးဖြတ်ပြီးတဲ့အချိန်အနေပြီးတော့၄လလား၆လလားကြာတော့မှအဲ့ခုနပြောတဲ့ဝယ်ရောင်းအကူတယောက်ကိုပဲရပါတယ်အကူကိုပဲယူပါလိုက်ပါတော့ဆိုပြီးတော့သူ့ရောင်းအောင်အဲ့ဒါရအောင် အဲ့လိုမျိုးအဲ့မှာကျွန်တော်တခုတတိယဝါလို့ဟောဖြစ်တယ်ခုနကဆိုကြပါစို့အဲ့ခုနကဈေးကုန်လိုချင်တယ်ဆိုတဲ့လူတွေပေါ့နော်ဟိုကအဲသူတို့ကကြားလို့မျိုးရောင်းမတော့ရောင်းမထွက်နဲ့နောက်ဆုံးဘာဖြစ်လဲဆိုတော့ဂျင်းထဲတဲ့ဝယ်ရောင်းနေပေါ့နော်ဂျင်းထဲပွဲစားတွေနဲ့သွားတွေ့ပြီးတော့ကောက်ပြလိုက်ရတယ်ကောက်ပြရချိန်မှာခုနကကျွန်တော်တို့တကယ်မှန်မှန်ကန်သမာသမတ်ကြတဲ့လူလုံနေရင်350လောက်ပဲ950တန်တဲ့ကောက်စားပါ900တန်တဲ့ကောက်ကိုဟိုကျွန်တော်လှုပ်ချက်တွေပါအကုန်တွက်ပြီးတော့ကျွန်တော်က50စစ်ပြီးတော့650ပေးတယ်ငါဒါသမာသမတ်နဲ့လှုပ်တာအဲ့တော့သူကဂျင်းထဲအထင်းမရောင်းမရောင်းမရောင်းနဲ့မရနောက်ဆုံးဘာဖြစ်လဲဆိုတော့အကုန်လိုက်ပြဘယ်သူမှမဝယ်ပဲနဲ့ဂျင်းထဲတဲ့ကောက်နဲ့သွားတွေ့တော့ ခဏရလောက်တန်တဲ့ကောင်ဟိုကောင်က9 90လို့6 0လို့ပြီးတော့အဲအဲ့ဒီမှာ तू က तू တွားတွေ့ရလူမှားတော့ကာလောကကောင်တွေက ဂျင်းကောင်တွေပါစောက်ကျင်မကောင်းမောက်ဖြစ်ကုန်哦တကယ်တမတမကြားတဲ့လူတကယ်မှန်မှန်ကန်ဖျက်ပေးရလူ ਨੇ ပထမတွေ့တော့ကကြတော့မယောင်မယောင်อืมအဲ့လိုမျိုးကြီးကြောင်လဲပါတယ်ဒီလောကမှာဂျင်းထဲတဲ့ကောင်တွေလူတိုင်းကြောက်နေကြတာပေါ့ဗျာပွင့်လေးပြန်ကာလောကကိုတော်တော်များကြောက်ကြတယ်ဒီကောင်တွေဂျင်းကောင်များတယ်ဆိုပြီးတော့ဂျင်းကောင်အဲ့လိုအမှန်သူတို့သွားတွေ့ရလူ ਨੇ ဆိုင်တာအဓိကဟောဟောဟောအဲ့တော့ခုနကပြောသလိုပေါ့အဲအဲ့လိုအခြေအနေမျိုးမှာလဲကျွန်တော်လဲအဲ့တိုင်းပဲဖြစ်တာကျွန်တော်ကားဆိုရင်တလောကလုံးသိအဲ့တော့ဟုတ်ပထမ၄လလောက်အတွင်းမှာကျွန်တော်လူတိုင်းကိုကျွန်တော်ပြောက်ဘူးလေ။အော်။တော်တော်များများကိုပြေ ရဘူးလေဗျာရဘူးလေအမိုက်အိတ်ရ3.0လေးတာလေးဆုံးတဲ့ကားအမဲရောင်ဟာအဲ့အကြည့်ပြီးသားကြီးပြီးပြီးသားကြီးအဲလူကအဲ့လိုဖြတ်သွားအဲ့ဖြတ်သွားတဲ့အချိန်မှာကျွန်တော်ကလည်းဈေးများသူတို့ပေးတဲ့ဈေးနဲ့ကလည်းကျွန်တော်နဲ့ကလည်းမကိုက်အဲအဲ့လိုနဲ့ကြာ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 နေတာဆိုတော့လူတိုင်းသိသွားလူတိုင်းသိသွား ਈ သွားအဲ့ကားကြီးရ ਈ သွားဟုတ်တယ်ပိုင်ရှေကိုတိုင်းကလည်း ਈ တယ်အကြောင်းဝယ်လုံးမဲ့လူတွေကလည်းအားအဲ့ကားဆိုမကြည့်တော့မကြည့်တော့အဲအဲ့လိုအဲ့လိုအဲ့လိုဖြစ်တယ်အဲ့လိုဖြစ်နေဟုတ်တယ်အဲ့တော့တော့ကျတော့ခုနကဘယ်လိုပြောလဲဂျင်းကောင်ကြီးရောက်ပါရောက်ပါဂျင်းကောင်ကြီးရောက်ပါဂျင်းကောင်ကပိတ်ပြီးတော့ လုံးဝစူပါအောက်ဈေးပေးလိုက်တော့အဲ့ချိန်မှာ तू ကလည်းကြာပြီဆိုတော့ဟိုသိရမလားအဲ့တော့ပဲရတော့မှာပါလေးဆိုစိတ်ကွာဖြစ်ပြီးတော့စိတ်လျှော့လိုက်အဲလျှော့ပြီးရောင်းလိုက်ရောအဲ့မှာနေဝါဟောအဲ့လိုကြီးဖြစ်တာအဲ့လိုခွဲလဲအဲ့တိုင်းပဲเนาะခွဲလဲတချို့อ่ะလေကျွန်တော်ဆိုကြုံမှုတယ်ကားလဲကောင်းတယ်ဈေးလဲတင်တယ်အဲ့ဒါကိုဝဲမလို့လို့မဝဲမလို့လို့အဖေနဲ့တိုင်မလို့အမေနဲ့တိုင်ပဲမလို့လို့ ਨੇ မဝဲပဲ ਨੇ ဒိုးွားတယ် ပြီးရင်နောက်ထပ်ထပ်ပြီးတော့ရှာပေးပါအောင်၃-၄စီးလောက်ကြည့်ပြီးတဲ့အချိန်မှာ तू ထူရဲဘာဝယ်လို့ဝယ်ရမှန်းမသိဘူးအဲ့ကျနောက်ဆုံးသူတကယ်ဝယ်လိုက်တဲ့ကကျွန်တော်လည်းမတိုင်မင်းကျွန်တော်လည်းဘာမှမပြောဘဲနဲ့အာဝယ်လိုက်ပြီကိုကြီးဘာညာ သူဝယ်လိုက်ကဈေးလည်းများတယ်ကားလည်းမကောင်းထူပြီးတော့ဘာယူလို့ယူရမှန်းမသိတော့ဘူးသိရမလားအဲ့လိုမျိုးဖြစ်သွားကားဝယ်ရင်လည်းကျွန်အကြံတစ်ခုပေးချင်တာကဒါတကြည့်နေတဲ့လူတွေပေါ့နော်ကိုစီတို့ဘာကသိပါတယ်ဟုတ်ဟုတ်ဟုတ်အခုကားကြိုက်တယ်ဆိုလို့ရှိရင်ဈေးလည်းဖဲဖြစ်တယ်ကိုဝယ်ထားမဲ့ကားလည်းအနေလေဟို brand တွေအမျိုးဆိုင် model grade တွေအကုန်ထပ်တူကြတယ်ဆိုလို့ရှိရင်အခုတွေ့တယ်ဆိုလို့ရှိရင်ဝယ်လိုက်တချို့ကစောက်တလဲဟွာတွေဘယ်လိုပြောမလဲတချို့စိစက်တယ်ကိုကိုကိုသူတို့ကထင်တာငါစိစက်တယ်တခုဆိုအသေးစိတ်စီစစ်တယ်ဆိုအဲ့ဒါအမှန်စီစစ်တာမဟုတ်ဘူးဒီကားလေး တချို့ကရှိတယ်ဗျာတံမိုးကြီးပစ္စည်းဝယ်တဲ့အတွက်ကြောင့်တစည်းကြီးတစည်းဝယ်မလုပ်ချင်ဘူးအမှန်မဟုတ်ဘူးဒီကတကယ်ကောင်းတယ်တကယ်ကောင်းတယ်ဆိုရင်ပြောတာဗောနောမကောင်းတော့မလိုပါဘူးရရှာပါကောင်းတယ်ဆိုအမှန်တကယ်တစည်းတွေ့လေတစည်းဝယ်ရမှာများသောအားဖြင့်တချို့လူတွေရှိတယ်ငါအရင်စိတ်ဆက်တာတော့အလုပ်ကိုဘလို့လုပ်တာတော့အမှန်အဲ့ဒါစည်းစားကြောင်တာဟိုစိတ်ဆက်တာမဟုတ်ဘူးအဲ အဲ့ဒါမှားမှာအဲ့လိုမျိုးကြင်းကြင်နဲ့ပြင်သူကထူွားသူကနောက်ဆုံးသူရွေးချယ်လိုက်တဲ့ဟာသူကဘာနဲ့နောက်ဆုံးသွားတိုင်းလဲဆိုအများသောအပြန်ဈေးနဲ့သွားတိုင်းကြရတယ်ဈေးလေးပဲကဖဲဖြစ်လဲဆိုဈေးဖဲဖြစ်တာကိုယူွားကြရတယ်အဲ့မှာဝယ်ပြီးဝိုင်းအင်ဂျင်ဝိုင်းလဲရတယ်အောက်ပိုင်းနေအတန်ကြီးလာတာတိတ်မကြသေးဘူးချက်ပြီးလင်းတာဘာညာအဲ့လိုမျိုးတွေကပေါ်လာရောအဲ့လိုမျိုးတွေ့ပြီဆိုတစည်းဝယ်တစည်းကြည့်တစည်းကောင်းတယ်ဆိုလို့ရှိရင်ဝယ်မကြောက်နဲ့ဒါပေမဲ့တခုရှိရပေါ့တကယ်ကြောင်ကြောင်ညင်ညင်ဒီကောက်ကြည့်တက်တက်လူပါလာဖို့တော့လိုတာပေါ့နော်စိတ်ခံစားချက်နဲ့မဟုတ်ဘဲနဲ့ဟာအဲ့လေတခုကအကြံပေးကြင်တာပါကြည့်တဲ့လူတွေကိုအဲ့တော့ ဲ့လိုမျိုးပေါ့အဲ့ဒါဆိုရင်ဘရိုတို့ကအခုဟိုကားနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေပေးနေရလို့လည်းကျွန်တော်သိတာသိတာတော့အမှန်တိုင်းပြောမယ်ဆိုရင်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့အဲကားကွန်နက်နေရိုက်တဲ့လူတွေအနေနဲ့တော့မှကျွန်တော်ဆိုရင်ဟိုမှာ EV အကြောင်းကိုကျွန်တော်သိတယ်တည်တယ်ဆိုတာကားအချက်အလက်တွေဘာတွေပါတယ်တဲ့မလားဘယ် feature တွေကဘာတွေအသုံးတည်တယ်ဘယ်လိုနေရာမှာအသုံးတည်အစပြင်ဒီလောက်ပဲသိတယ်အမှန်တိုင်းတော့ဒီနေ့ဒီချိန်မှာကျွန်တော် JDM သားဝယ်မယ်ဆိုရင်တော်တော်ခေါင်းကိုက်ပါကျွန်တော်နဲ့လည်းနည်းနည်းအလန်းဝေးသွားပြီတဲ့မလားပြီးတော့ ကောင်းကိုကြည့်ဖို့တော်တော်စဉ်းစားရတော့အဲ့လိုအခြေအနေမျိုးကြရင်ဘရိုကိုကျွန်တော်အကူညီတောင်းရတော့အားရတယ်အဲအဲ့တော့အကူညီတောင်းမှာဆိုဘရိုအဲ့လိုမျိုးကြီးဆိုရင်ရောဘလိုတွေဝန်ဆောင်မှုတွေပေးလဲအဲ့လေးနည်းနည်းရှင်းပြပါဟုတ်ဟုတ်အဲဘလိုမျိုးကြီးလဲဆိုတော့ဒါပေမဲ့အမှန်တိုင်းပြောလို့ရရင်စိုက်ကနှစ်စိုက်ပါကျွန်တော်တို့ဆိုလည်းကျွန်တော် EV လာမယ်ကျွန်တော်လည်းဘာမှမသိဘူး EV ဆိုကျွန်တော်က SCA ဆိုຢာယူကြည့်လိုက်ပါအဲ့မှာပြောရရပြောရရရကျွန်တော်ပြန်ပြောပြန်ကြည့်လိုက်ပါပြန်ကြည့်လိုက်ပါဒါ ဂျေဒီယံမှာဆိုလို့ရှိရင်တော့အဲခုနဟိုဟာပြောတယ်လို့ကိုစီသူပြောတယ်လို့မျိုးပဲပေါ့ဟိုအယိုးစစ်အတိုက်ခိုက်ပါနှစ်ကြာတာဟိုနှစ်ကြာရေဆိုအယိုးစစ်အတိုက်ခိုက်ခိုက်ကြည့်ကိုကြည့်ရမယ်တေကြာတာတော့အယိုးစစ်အတိုက်ခိုက်ရှိရင်တော့ဘလို့မှဝယ်လို့မရဘူး ိုပြပွင့်လင်းပြောရင်ဝယ်တဲ့လူဆုံးရှုံးနေတာမျိုးအများကြီးရှိသွားမယ်ကျွန်တော်ကအဲ့ဒါကိုသူတို့ရှုံးဆုံးနေတာမျိုးမရှိအောင်လို့ကားကိုလိုက်ကြည့်ပဲဝင်ဆောင်မှုလုပ်တယ်အဲကျွန်တော်ဝင်ဆောင်ကားကတော့ကျွန်တော်ကားတန်ဖိုးရဲ့1%ယူတယ်ဟုတ်1%ယူတယ်အဲ့1%မှာကျွန်တော်ကဘာတွေကို service အပြည့်အဝအာမခံပေးလဲဆိုတော့နံပါတ်1တစ်ချက်ကကျွန်တော်နဲ့လိုက်ကြည့်ပေးတဲ့ကကျွန်တော်နဲ့ဝယ်မယ်ကကျွန်တော်လိုက်ကြည့်ပေးကအရိုးစစ်အတိုက်ခိုက်အတွန်းအတိုက်လုံးဝမရှိရဘူးအဲနောက်ပြီးကြတော့စာအုပ်ပေါ့နော်စာအုပ်မှန်ရမယ်စာအုပ် clear ဖြစ်ကြမယ်ခုနမိတူနီနတ်တို့ပြောင်းလဲခြင်းတခါတခြားဘာည များပေါ့เนาะအဲ့ဒါကြီးလုံးဝမရှိရဘူးနောက်ပြီးကြတော့ engine gearbox อืม engine gearbox ကကျွန်တော်တို့တွားကြည့်ရဲ့အချိန်မှာကြည်ပေးတယ်ကောင်းလားမကောင်းလားပြောပေးဒါပေမဲ့ engine gearbox ကိုကျွန်တော်ဘယ်သူ့မှ100%ကောင်းပါတယ်ဆိုအာမမခံအောင်ဘာဖြစ်လို့လဲဆိုတော့ engine လို့ gear ပေါ့လို့ဆိုတာလက်ပူတိုက်လို့ရတယ်အဲ့ဒါကိုကောင်းမကောင်းဆိုတာ engine ကောင်းမကောင်းလို့ဘာလို့ ਆ ဗျာဟို ျွန်တော်ဒီကားကြီးရဲ့10မိနစ်15မိနစ်တက်မောင်းယုံနေမတိရအောင်မတိရအောင်အနည်းဆုံးတနေကုန်မောင်းဒါမှမဟုတ်လေ3-4ရက်လက်ပူတိုက်လို့ရတယ်။ဂီယာဘောက်ဆိုလို့ရှင်လေဟိုကျွန်တော်ပြောချင်တာက gearbox မကောင်းတဲ့ကားကိုလက်ပူတိုက်လို့ရတယ်မရဘူးမဟုတ်ဘူးဒါအဲ့ဒါကြောင့်လည်း3-4နာရီလောက်မောင်းမှတိရတာကိုဘာလို့ရှိတယ်နောက်တစ်ခုရှိတာကတော့ဒါဝဲလူတွေဘက်ကတိရမှာဟိုဝဲလူတွေဘာမှမဟုတ်ဘူးဗျကားလိုက်ကြည့်ပေးတဲ့လူတွေလည်းတချို့တိတင်တယ်တချို့ဟိုမဖြစ်သလောက်လေးအသိလေးနဲ့ knowledge လေးနဲ့ like ကြည့်ပေးပြီးတော့တလွဲပြောသွားတာကြီးကျွန်တော်ကြုံဘူးလို့ပြောတာ gear စောင့်တယ် gear စောင့်နိုင် gear box error မဟုတ်ဘူး gear စောင့်ရတဲ့အကြောင်းအရာ gear မောင်းနေကြောင်းဖြစ်နိုင်တယ် power gears ဟွာ gear စီပေါ့နော်ကျောင်း auto wine ခေါ်တာပေါ့ auto wine နဲတာလို့ auto wine ညစ်တာလို့ auto wine တက်တန်းကြာတာလို့ကြောင်းလဲဖြစ်နိုင်နေတယ်အဲနောက်တစ်ခြားအချက်လက်တွေအများကြီးရှိသေးတယ်ဗျာအဲ့ဒါကြီးကြောင်းလဲဟို gear စောင့်နိုင်ပြီဖြစ်နိုင်နေဆိုတော့ကျွန်တော်ကဒီကားတစ်စီးကိုတွားကြည့်ပေးပြီးတော့ဟို gear စောင့်နေ ဲ့စောင့်နေတဲ့အချိန်အတွင်းလေးမှာကျွန်တော်ကဒီကောက်ဂီယာဘောက်မကောင်းဆိုပြီးကျွန်တော်မပြောကျင်ဘာဖြစ်လဲဆိုတော့တကယ်ဂီယာဘောက်မကောင်းတော့ဘူးဂီယာမောင်းတိန်လေးကြောင်းဖြစ်မောင်းတိန်ဆိုတဲ့အားကြောင့်ဈေးအမောင်းဘလောင်းမှမရှိဘူးဗျာကျွန်တော်9000 10000လောက်နဲ့ပြင်လို့ရတဲ့အရာအဲ့ဒါကိုကျွန်တော်ကသွားပြီးတော့ဂီယာစောင့်လို့ဂီယာဘောက်မကောင်းဆိုပြီးပြောလို့ရှိရင်ကြတော့ရောင်းတဲ့လူဘက်ကနစ်နာတယ်မဟုတ်ဘဲနဲ့ကျွန်တော်ပြောတာမှန်တာပေါ့မှန်တာနစ်နာဆိုတဲ့အတွက်ကြောင့်ကျွန်တော်ကအင်ဂျင်ဂီယာဘောက်ကိုကောင်းတယ်မကောင်းကိုကြည့်ပေးတယ်ကြည့်ပေးဆို100%ဒီအင်ဂျင်ကတော့ကောင်းတယ်လုံးဝဟို6လမပြောက်တစ်နှစ်မပြောက်ကျွန်တော်အာမမခံပေးဘူးခံပေးတယ်ဆိုလို့ရှိရင်အဲ့ဒါလိန်တာ လိန်တာကျင်းထဲတာဘာဖြစ်လဲဆိုတော့ engine gear ဘောက်မှာဆက်ရမရှိဘူးတကယ်ဝါရင် workshop ဆရာကြီးတယောက်ဆိုရင်တော့သိလိမ့်မယ်ကျွန်တော်တို့ကားဝယ်ရောင်းလုပ်နေလူကားကြည့်နေလူမှာ engine နဲ့ gear ဘောက်ကိုပကိုက်ကောင်းပါတယ်ဆိုတာမျိုး100%ကြည့်နေ15မိနစ်အတွင်းမှာမပြောနိုင်ဘူးနောက်ဆုံးကုန်းကုန်းပြောလို့ရှိရင်ဗျာ workshop ဆရာတာမန်ပေါ့နော်သိရမလား workshop ဆရာတယောက်တောင်မှာ အင်ဂျင်အင်ဂျင်လေးကကိုကတော့ကားတစီကိုကိုမောင်းနေကြကိုကားပေါ့ကိုမောင်းနေကြအဲလွန်ခဲ့တဲ့6လလောက်နဲ့အခုနဲ့မောင်းရတာလေးတမျိုးလေးဖြစ်နေတယ်ဒါပေမဲ့ကားကတော့ဘာ error မှမပြဘူးချက်မီလည်းမလင်ပါမှဖြစ်ဒါပေမဲ့မောင်းကတမျိုးလေးဖြစ်နေတယ်ဆိုရင် workshop ဆရာကိုသွားပြရင်တော့မှဘာမှမဖြစ်အဲ workshop ဆရာတော့မှဘာမှမပြောနိုင်ဘူးဘာဖြစ်လဲ မောင်းအလုံးကမနှက်ဆက်နှိုးလို့ရှိရင်သိရမလားဟိုချက်ချင်းမနှိုးဘူးလားအီနေလားနင်းမပါဘူးလားအဲ့လိုမျိုးဖြစ်မှသာသူတို့ကဖြစ်တဲ့ဟာကိုပါဖြစ်မှာကိုစိတ်ခံစားချက်ရဘာမှတော့မဖြစ်ဘူးအပုံအကုံပုံမှန်တိုင်းကျွန်တော်မောင်းရဲ့ feeling ကတမျိုးလေးဖြစ်နေတယ်ဆိုလို့ရှိရင်ဟာမရဘူး workshop ဆရာတယောက်တောင်အဲ့လိုမျိုးဆိုပြင်ဖို့အတွက်ခဲရင်တယ်ခဲရင်တယ်အဲ့တော့ကျွန်တော်ဆိုလဲအဲ့15မိနစ်အတွင်းမှာဆိုလို့ရှိရင်ဘရိုပြောချင်တာဒီ15မိနစ်လောက်ကားကြည့်လိုက်တဲ့အတွင်းမှာအင်ဂျင်မကောင်းဘူးလို့ဂီယာဘောက်မကောင်းဘူးလို့ပြောနိုင်ဖို့ဆိုတာက ခဲရင်ခဲရင်နဲ့ခဲရင်နဲ့ဟိုအဲ့လိုမျိုးဆိုတော့အဲ့ engine နဲ့ gear ဘောက်အပိုင်းကိုတော့ကျွန်တော်100%လုံးဝတာဝန်မယူဒါပေမဲ့ကောင်းမကောင်းကိုတော့ပြောပေးတယ်100%မယူဆိုရင်ကျွန်တော်60 80ရာခိုင်နှုန်းလောက်တော့ကောင်းတယ်မကောင်းကိုပြောပေးတယ်ဒါပေမဲ့ကျွန်တော်အခု live ကြည့်ပြီးတဲ့တန်တဲ့ရှောက်မှာတော့ဘာမှဆိုးဆိုးဝါမဖြစ်ဘူးဒါကကျွန်တော်ကမလိန်ချင်လို့ဗျာကိုမလိန်လင်းပြောပြတာကိုမလိန်လင်းပြောပြတာပြောပြတာအဲ့ဒါလေဟုတ်ဟုတ်ဟုတ်အဲ့လိုရှိသေးတယ်နောက်ချက်တရားနောက်ချက်တည်းကဘာရှိသေးလဲဆိုတော့ဝယ်တဲ့လူဘက်ကတိရမှာကားဝယ်ပြီးွားရင်ကျွန်တော်လိုက်ဝယ်ပြီးွားရင်ကျွန်တော်တို့ဝယ်ပြီးပြီးသွားရင်လည်း စီရီလေးဝိုင်းတော့ဝယ်ပြီးပြီးချင်းတစ်ဘက်လောက်မှာပုံမှန်လေးစစ်ပေးပါလို့ဘာလို့လဲဆိုတော့ဒီက၃ရက်လောက်မောင်းမင်းရေရော့တက်တယ်ထားပါတော့ဥပမာစီရေတိုင်းကြီးမကောင်းဘူးပေါ့ဗျာအဲ့တော့ကျွန်တော်သွားကြည့်တဲ့အချိန်လေးအတွင်းမှာဒီကရေရော့တက်မရော့တက်ဆိုတော့ဒီကရဲ့ပိုင်ရှင်နေ့တိုင်းဒီတူကစီးနေပိုင်ရှင်ပြောမှကျွန်တော်ကသိမယ်ကျွန်တော်ကကိုင်းကြည့်လိုက်တာနဲ့ကိုင်းကြည့်ပြီးတော့အော်ဒီက၃ရက်နေရေရော့မယ်တကိုးလည်းမရှိဘူးဆိုတော့ဝယ်ပြီးွားချင်းတစ်ဘက်လောက်မှာတော့ CA1 ပုံမှန်စစ်ဘာလို့လဲဆိုတော့အဲ့ဒါကျွန်တော်ကိုယ်တိုင်ကြုံမှုတဲ့ကိစ္စလေးပေါ့နော်ကျွန်တော်ကားလိုက်ကြည့်ပြီးလိုက်တယ်ကားဝယ်ပြီးလိုက်တယ် အဲအဲ့တော့300တောင်မဟုတ်ဘူးတပတ်လောက်နေမှာကျွန်တော်ဖုန်းဆက်တယ်အမျိုးသမီးမောက်လေးတဲ့ကားရအမွှေးတွေထွက်လာပြီးတော့လမ်းမာတဲ့ထိုးရဝါဟီတွေလည်းတက်လာတယ်ဆိုတော့အဲ့ညဘက်ကြီးကိုစီတို့နားမှာဟိုအောက်တောင်းကလာမှာဆိုတော့ကျွန်တော်ညဘက်ကြီး10နိုင်လောက်ဖြစ်နေပြီဆိုတော့ ။ဘာဖြစ်တာ heat တက်လာတယ်လို့တော့ပြောတယ်။သူကိုယ်တိုင်လည်းမသိဘူးဗျာ။ဘေးကအဲ့လိုဖြတ်သွားဖြတ်လာကိုမေးလိုက်တော့ heat တက်လာ။အဲ့ဒါဆို heat တက်တယ်။ကားတစ်စီးမှ heat တက်တဲ့အကြောင်းအရာပန်ကမကောင်းနိုင်ပန်ကမလဲတာရေတိုင်ကင်ထဲမှာရေမရှိတာနှစ်ခုပဲရှိတယ်။ရှိတော့ကျွန်တော်အရင်ဆုံးပန်ကလည်းမလဲရသူတို့မဆန်းတက်လာလို့သိကြတယ်။ဆိုတော့နည်းနည်းအေးဝါလို့ချင်းရေတိုင်ကင်ဖုံးလေးဖွင့်ကြည့်လိုက်ဆိုတော့ဖွင့်ခိုင်းလိုက်တယ်။အမှဖွင့်ခိုင်းလိုက်တော့ရေတိုင်ကင်ထဲမှာရေလုံးဝမရှိဘူး။မရှိဘူးဆိုတော့ကျွန်တော်ကရေတံဘူးလေးဝယ်ပြီးတော့ဖြည့်လိုက်ပါဆိုရေတံဘူးသုံးဘူးလောက်ဖြည့်လိုက်တော့ရရရအဖုံးသေးချပြန်ပိတ်ခိုင်းလိုက်တယ်။ပြန်ပြီးတော့ဆက်နှိုးလိုက်တဲ့အချိန်မှာပုံမှန်ပြန်ဖြည့်သွားတယ်။โอเคအဲ့ဒါမျိုးကြတော့ဝယ်တဲ့သူဘက်က စစ်တင်တယ်သူအမှန်တကယ်ဒါတပတ်လောက်နေမှဖြစ်တာသူ၃-၄ရက်လောက်မှသူစစ်လို့ရေရော့တာသိရင်သူဒါကိုပြင်မဲ့တော့၎င်းဒါမှမဟုတ်ရေထည့်မောင်းမဲ့တော့၎င်းအဲ့ကဘာမှမဖြစ်ဘူးမပြတ်ဘူးဟဲ့အဲ့တော့ဝယ်တဲ့လူကျွန်တော်ဖြစ်ဆော့ပြီးပြောချင်တာပေါ့နော်ဝယ်တဲ့လူကလည်းဝယ်တဲ့လူတာဝန်ယူပေါ့ဗျာဒီကောင်ကြီးကကားနဲ့ပတ်သက်ပြီးစောင်းအောင်ကျွမ်းပါတယ်ကြီးလိုက်တာအတိုက်ခိုက်ပါညာတိပါတယ်ဆိုပေမဲ့လည်းမျက်ွယ်ကိစ္စကြီးကြောင့်ကျွန်တော်လည်းမသိနိုင်ဘူးပေါ့အဲ့လိုမျိုးကြာရင်တော့ဝယ်တဲ့သူကနေပြီးတော့ဟိုကောက်ဝယ်ပြီးွားရင်တော့စီလေးဝိုင်းရောပုံမှန်လေးတပတ်အတွင်းလောက်တော့နေ့တိုင်းလေးစစ်တင်တယ်အဲ့မှာမှကောင်းသွားပြီဆိုတော့မှနောက်ပိုင်းရေရှည်စိတ်ကြိုက်စီပေါ့ ဒါပေမဲ့ကျွန်တော်တို့ငယ်ငယ်တုန်းကလည်းဒီလိုပဲကားဟောင်းနေနေပဲကြီးလာကြီးလာကြီးလာတော့ကျွန်တော်တို့အိမ်မှာဆိုရင်အဲမင်းလေးစီးတလက်ကင်ဆိုတာကျွန်တော်လည်းမှကြုံလုံးလေးတခါလေးဖောက်တယ်ချတာကျွန်တော်အမကတော့ကျွန်တော်အမစီးတဲ့ကားကိုဆိုသူ့ကိုကျွန်တော်အရန်ကြောက်ဘာလို့လဲဆိုတော့မနေ့မိုးလင်းရင်သူကကားပေါ်တက်ဘုတ်ဘွက် စက်နိုးဘောတော့မောက်တော့တန်းထွက်အဲ့အဲ့ဒါတွေအဲ့တော့သူ့ကိုအချိန်ရှိုးနေရတယ်မနဲ့မိုးလေးရမနဲ့အိမ်မှာမနဲ့စာရီပါရီစားပြီးဆိုရတယ်သူသွားတော့မှာသွားတော့မှာသူကပြေးပြီးတော့သူ့ကားကို enjoy တိုင်းခြေတွေပါရီစစ်စီရီပါရီရှိလားမရှိဘူးလားလို့အဲ့တော့ကျွန်တော်မှတ်မိတယ်ကျွန်တော်မှကျွန်တော်ဘယ်လောက်ထိညနာပြောင်းလဲဆိုတော့တရေဖုန်းဆက်တယ်တရေဖုန်းဆက်တယ်ဆက်ပြီးတော့ဟဲ့လေကားရတယ်ဘာဖြစ်သွားပြီလဲမသိဘူးဘာဖြစ်သွားလဲတိူရထိုးရသွားပြီဟောထိုးရသွားအဲ့တော့ငါလည်းပွားစရာရှိတယ်ငါထားခဲ့မယ်ဟွန်းအေးထားခဲ့ပေါ့ငါလိုက်ခဲ့မယ်ပေါ့ကျတော့ရောက်တော့ကားကိုကြည့်တော့ ဘာမှလည်းမတွေ့ဘူးပြောမှတစ်ချက်ဟို step တစ်ချက်လှည့်ကြည့်လိုက်တဲ့အချိန်မှာစီမရှိဘူးစီဩအဲ့ဒါဟာဒါတော့စီပါမတဲ့စီမတဲ့ဘူးရှင်းတယ်လုံးဝရှင်းတယ်အဲ့တော့ EV နဲ့မှာဝါနဲ့လိုက်ကြတယ် EV အဲ့တော့ EV လည်းမပေါ်တယ်တဲ့ပဲကျန်တာမပြောနဲ့စီပါမတဲ့စီပါမတဲ့ဟိုအဲ့လိုမျိုးလေးပေါ့နော်ဟိုစီစီကားသုံးတဲ့လူတွေအနေနဲ့ပုံမှန် regular maintenance လေးရတော့ လုတ်ပေးရဟုတ်တယ်ဟုတ်တယ်လုတ်ပေးရတော့ဒါအတက်တွေလည်းမဟုတ်ဘူးဒါတက်တန်းတစ်ခုရှိပြီတက်တန်းလည်းထားပါတချို့ဆိုရင်နှစ်၂၀လောက်ရှိပြီတချို့လည်း၁၅နှစ်လောက်ရှိပြီဆိုတော့ကားတွေစီးရတာဖြစ်တဲ့အတွက်เนาะဒါမျိုးလေးယူပါမနဲ့မိုးလင်းလာတဲ့တော့စစ်တဲ့အဲ့လိုလေးစစ်တဲ့နဲ့ဟုတ်တယ်ဟုတ်တယ်စစ်ပြီးတော့ဟိုပုံမှန်ကြီးလည်းသိရနေ့တိုင်းလည်းမလိုပါဘူးရချားလေးတွေပေါ့ဗျာသိရမလားအဲ့လိုလေးစစ်ပေါ့အဲ့ဒါဆိုရင်ရပါတယ်တချို့ကြောက်ဟာမရဘူး၄၅၆လောက်အဖုံဖွင့်မကြည့်ကျွန်တော်သွားဖွင့်ခြင်းအထက်မှာကြွက်တွေတောင်တွေ့တဲ့ကားတွေကြုံမှုတယ် လုံးဝအတိုက်တွေသိလားဖြစ်နေတာတွေကျွတ်တိုက်ပါပြည့်ဟာကြုံမှုတယ်ကြုံမှုတယ်အဲ့တော့ကိုသားစိုးအနေနဲ့ဆိုရင်အခုအဲ့ဘရိုလက်ရှိလာပြီးတော့ကားဝယ်ခိုင်းတဲ့လူတွေရှိမယ်။နောက်လာမဲ့ကစတမာတွေအတွက်ပေါ့နော်။အဲ့ဒီလူတွေအတွက်ပေါ့ဘရိုဘာလေးညာဖြစ်ဆက်ပြောချင်သေးတယ်ပြောပြပါဦး။ ဖြစ်ဆက်ပြောချင်တာကတော့ဒါကျွန်တော်နဲ့ကောက်ဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘက်ကနေပြီးတော့တာဝန်ယူပေးတာကအတိုက်အခိုက်အမှားယွင်းလုံးဝမဖြစ်အောင်100%တာဝန်ယူပေးတယ်။ owner book လုံးဝအမှားယွင်းမဖြစ်အောင်100%တာဝန်ယူပေးတယ်ပေါ့နော်။နောက်ပြီးကျတော့ဈေး fair ဖြစ်ရမယ်။ဈေးတန်ရမယ်မဟုတ်ဘူး။ fair ဖြစ်ကြမယ်။ fair ဖြစ်မများအောင်ဗျာ။အဲ့ဒါလေးကို100%အာအမှားခံတယ်ပေါ့နော်။ဟုတ်။အဲ့လိုမျိုးလေး ဒီလုတ်ပေးပါတယ်ပေါ့ကျွန်တော်ဘက်ကအဲ့တော့ကားဝယ်ခြင်းနဲ့ဆိုရင်အဲ့ဒီဝန်ဆောင်မှုလေးလိုခြင်းနဲ့ဆိုတော့ကျွန်တော်စီမှာလာဝယ်ပါအဲနောက်တစ်ခုရှိတာဒါကတော့ကျွန်တော်လိုက်ကြည့်ပေးတဲ့အပိုင်းပေါ့နော်ဟိုကိုစီစိုးဂျုံဘူးလားမသိဘူးကျွန်တော်တော့ဂျုံဘူးတယ်ကျွန်တော်အခုလက်ရှိကားနှစ်စီးရှိတယ်ကျွန်တော်မှာရွှေငါးတစ်စီး MX တစ်စီးအဲရွှေငါးတော့အယောင်မတင်ရသေးဘူး MX လေးအယောင်တင်ထားတယ်တယောက်မှဖုန်းမဆက်ဘူးပြီးရင်အဲ့ရွှေငါးအဲ့ MX ရောင်ထွက်သွားကြည့်တအားလျှောက်ကိုသားစုမိုက်လေးရှိသေးလားကိုသားစုမိုက်လေးလိုချင်လို့အခုမိုက်အဝယ်တယောက်မှကျွန်တော်စီမလာသေးဘူးကျွန်တော်လာကြည့်ခိုင်းတဲ့လူလည်းမလာသေးဘူးဆိုတော့ ကျွန်တော်ကရှိနေအချိန်မှာလဲမေးပါလို့အဲ့ကားလေးတွေကိုเนาะကျွန်တော်အဲ့တော့ကြုံနေကြကျွန်တော်ကတော့အယောင်နဲ့ဖြစ်တာအဲ့ကျွန်တော်ဒီမှာထားပါတော့အဖြူအောင်ရှိရတယ်ဆိုလို့ရှိရင်အမဲအောင်ရှိလားအမဲအောင်ရှိလားအနီအောင်မရှိဘူးလားမရှိဘူးလားနောက်ခေါက်ကြတော့ထားပါတော့အမဲအောင်ရှိတယ်ပဲဆိုပါဆိုအမဲအောင်ရှိရင်ဘာလို့အဖြူမထားမထားလဲအကျတော့တောင်းချောင်းကအဖြူပဲမေးတာအဲ့ယောဂါဘာယောဂါကားတွေမှာလေကိုယ်စီမှာရှိရင်မလာဘူး ရောင်းတော့ဝမ်းအဲ့ဒီကောင်ကိုမေးတာရောက်ရှောက်မေးတာအဲ့ဒါထုံးစံပဲထုံးစံပဲအဲ့ဒါတော့ဒါတော့အဲ့ဒီစိတ်ရှော့စိတ်ရှော့လိုက်တော့โอเคပါဒီနေ့လည်းစကားပြောရတာလည်းကောင်းတယ်เนาะအတွေ့အကြုံတွေလည်းအများကြီးရတယ်တယောက်တယောက်လည်းဒါဟိုအမတ်တရားလေးတွေအတွေ့အကြုံလေးတွေဖလှယ်ခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်เนาะအဲ့တော့နောက်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့送ကြပါသေးတယ်เนาะဒီဘဲနဲ့လည်းเนาะအဲ့လိုမျိုးတချို့ content လေးတွေရိုက်ဖို့နည်းနည်းစဉ်းစားလိုက်အောင်မယ်ဟုတ်များများလှုပ်လိုက်เนาะများများလှုပ်လိုက်โอเคအဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကျွန်တော်ကလည်း ဒီကိုစီသူအခုလိုမျိုးကျွန်တော်လာပြီးတော့ဟိုမေးမြန်းစကားလေးလာပြီးတော့ပြောခွင့်ကိုစီသူနဲ့ပေါ့နော်ပြောခွင့်ရတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်အများကြီးလည်းဂုဏ်ယူပါတယ်ဒါပွင့်လင်းပြောလို့ရှိရင်ဒီ vlog တွေ content တွေမှာဆိုလို့ရှိရင်ကျွန်တော် inspire ဖြစ်ခဲ့တဲ့လူတွေရောက်ပါပဲအမှန်တိုင်းပြောတာပါဒါကျေးဇူးရိုက်တာပါကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါဟုတ်နောက်လည်းတကယ်ဆုံးကြပါလေဆုံးပါပဲဗျဟုတ်